မန္တလေးမြို့ပသိမ်ကြီးမြို့နယ်တမတ်တော်ကျေးရွာအနီးမန္တလေးပြည်ဦးလွင်ကားလမ်းပေးမှရှိတဲ့73စီတွေတုံးလောင်ထားတဲ့ခြံတစ်ခြံအတွင်းကစီပေါစာကားတစ်စီးနဲ့73စီပီပါရီတင်ဆောင်ထားတဲ့ကားနှစ်စီးတို့ဟာဒီဇင်ဘာလ24ရက်နေ့ကမီးလောင်ကျွမှုဖြစ်ပွားခဲ့ပါတယ်။မိုးလဲတနားရီ45မိနစ်အချိန်ကစပြီးလောင်ကျွမ်းခဲ့တာဖြစ်ကမီးလောင်ရတဲ့အကြောင်းရင်းကိုစုံစမ်းနေစေဖြစ်ကြောင်းနဲ့တေဆုံးသူထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း တာဝန်ကျရဲရရှိတဦးကဒီဇင်ဘာလ24ရက်နေ့နေ့လယ်ပိုင်းကပြောပါရယ်အဆိုပါမီးလောင်ကျွမ်းတဲ့နေရာနဲ့အနီးမှာ73စီအယောင်ဆိုင်တဆိုင်လဲရှိပြီးအဆိုပါဆိုင်ဘက်ကိုကူးစက်မှုမရှိစေဖို့မိသက်ကားရီနဲ့ကြိုတင်ကာကွယ်မှုတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်ပသိမ်ကြီးမြို့နယ်ပြည်ဦးလင်မန္တလေးလမ်းအတက်အစင်းလမ်းတစ်လျှောက်လက်ကောင်းသမတ်တော်ကြောင်မီးအစရှိတဲ့ကျေးရွာတွေတစ်လျှောက်ချမ်းမြေတွေမှာ စီတိုလာမှုတွေပြုလုပ်လေးရှိပြီး73စီအယောင်ဆိုင်တွေအများအပြားဖွင့်လှစ်ရောင်းချတဲ့နေရာဖြစ်ပါတယ်။မီးလောင်ကျောမှုကြောင့်မန္တလေးပြည်ဦးလွင်လမ်းပေါ်မှာအချိန်ကြာမြင့်စွာရေကြောပိတ်ဆို့မှုတွေဖြစ်ပွားခဲ့တာလည်းဖြစ်ပါတယ်။